ကင်းနဲ့ကပောက်ဆန်ချင်းတင်ထားတဲ့ Cherry Eye က Super V23 လျက်စစ်ကားကို American Dollar 18300ကနေ24600ကျားဈေးနှုန်းသတ်မှတ်ပြီးရောင်းချသွားမယ်လို့ကုမ္ပဏီကကြေညာလိုက်ပါတယ်။ဒီကားဟာ Combat SUV ကားတစ်စီးဖြစ်ပြီး Maximum Cruising Range 950 km ထိမောင်းနိုင်တဲ့ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ထူးခြားဆုံးအချက်လည်းဖြစ်တယ်လို့ကင်းနစ်ကပ္ပဆန်ချင်းဝင်ရတဲ့အချက်ကတော့မီတာ400ကျော်တဲ့သဲတောင်ပြင်ကိုအချိန်1မိနစ်နဲ့38စက္ကန့်အတွင်းမှာမောင်းနိုင်တာပဲဖြစ်ပါတယ်။ကားရဲ့မော်တာစွမ်းရည်ကတခြားလက်စစ်ကားတွေထက်ထူးခြားတယ်လို့စွမ်းဆောင်ရည်အကောင်းဆုံးလို့လည်းသတ်မှတ်ခံထားရပါတယ်။နောက်ထပ်ထူးခြားတဲ့အချက်ကတော့ခရမ်းရောင်အဝါရောင်လိမ္မော်ရောင်ငွေရောင်အဖြူအနက်မီခိုးရောင် အပြာနဲ့အစိမ်းရောင်ဆိုပြီးစိတ်ကြိုက်ရောင်တွေအများကြီးရွေးလို့ရတာပဲဖြစ်ပါတယ်။အပြင်ပိုင်းဒီဇိုင်းကိုကြည့်ရင်တော့ အိုင်ကားရမှုဖြစ်တဲ့ retro လေးတောင်ပုံစံနဲ့ထပ်ထားပါတယ်။ She shell အနောက်ဖန်တာနဲ့အနောက်တကားရဲ့ဘယ်ဘက်တောင် till gate တွေမှာအနီရောင် S logo တွေကိုတက်ထားတာကတော့အရင်ကမော်ဒယ်ဟောင်းတွေထက်ထူးခြားသွားတာပဲဖြစ်ပါတယ်။265 45 R21 တာယာလက်ကန်က semi hidden door handles တွေနဲ့ဖြစ်လာပါတယ်။ကားရဲ့ရွယ်စားကိုကြည့်ရင်တော့ အရှိနောက်ရှိရဲ့4220မီလီမီတာ၊ပယ်ညာအကျဲ1915မီလီမီတာ၊အမြင့်1845မီလီမီတာရှိပြီးသူ့ရဲ့ဝီဘေ့စ်က2935မီလီမီတာရှိပါတယ်။ကားရဲ့ကားပွိတ်အနေနဲ့ကတော့1935ကီလိုဂရမ်ကနေ1960ကီလိုဂရမ်ထိတင်နိုင်ပါတယ်။ဒီကားကိုနောက်ပိုင်းရဲ့ version နဲ့လေးပိုင်းရဲ့ version ဆိုပြီး version တစ်မျိုးနဲ့ထုတ်ထားပြီး version တစ်ခုစလုံးရဲ့ top speed အနေနဲ့190ကီလိုမီတာ per hour ရှိပါတယ်။ ။နောက်ပိုင်းရဲ့ version မှာတော့185 kW တော့ 300nm စွမ်းဆောင်ရည်ရှိတဲ့လျှက်စစ်မော်တာတက်ထားပြီးဒီမော်တာတွေကိုမောင်းနှင်နိုင်ဖို့အတွက် CATL ကထုတ်ထားတဲ့80.16 kWh လီသီယမ် phosphate battery တက်ထားပါတယ်။ battery ကတစ်ခါအားဖြင့်သွင်းပြီးရင်သွားနိုင်မဲ့ cell tracy range 401ကီလိုမီတာကနေ950ကီလိုမီတာကြားစွမ်းဆောင်ရည်ရှိတယ်လို့ကုမ္ပဏီကပြောထားပါတယ်။ လေးပင်းရဲ့ version မှာတော့335 kW တော် 490nm စွမ်းဆောင်ရည်ရှိတဲ့လက်စစ်မော်တာတက်ထားပြီးဒီမော်တာတွေကိုမောင်းနှင်နိုင်ဖို့အတွက် CATL ကထုတ်ထားတဲ့80.16 kWh lithium phosphate battery တက်ထားပါတယ်။အတွင်းကန်းကိုကြည့်ရင်တော့8.88လက်မရှိတဲ့ LCD instrument panel တစ်ခု55.4လက်မ 2.5K central control screen တစ်ခုပြင်ဤပညာပိုင်းမှာ GarPlay, HiGar နဲ့ GarLink တွေပါလာပါတယ်။ ဖီချာတွေကိုကြည့်ရင်တော့အာယုံခံကြိယာ22ခု၊ ultrasonic radar 12ခု၊ကင်မရာ9ခုချိတ်ဆက်ထားတဲ့ 5mm wave radars အပြင်အစင်းမြင့်ရမအထောက်အပံ driving assistance system တွေလည်းပါလာပါရဲ့ရှင်။